ကျွန်တော်နဲ့စုံခဲ့တဲ့မမျိုးရဲ့အချို့စင်းတွေဆိုရင်သူကလာကြလာကြဆိုပြီးတော့ညာကြီးနှစ်နာရီခွဲသုံးနာရီလောက်မှမှာအရန်ကြမ်းတော့အဲ့အချိန်မှာဟိုလာကြဆိုတဲ့အချိန်မှာလည်းဘိုင်းနေလည်းမပါဘဲနဲ့သူလာကြလို့လာကြလို့ဘယ်လာမလဲဘာသူမြဲလာမလဲပေါ့နော်ဒီထဲမှာတယောက်ယောက်နည်းနည်းဟိုဥမာဘာသာရေးအားနည်းသူတယောက်မြန်ပါလာခဲ့ရင်ဝင်ပူးသွားမလားတခုဖြစ်မလားဆိုတော့စိုးရင်စိတ်ကြီးတော့ဖြစ်ခဲ့တယ်နင်းကိုကြောက်လို့ဆိုပြီးတော့တရားတော့ဘယ်သူမှအပေါင်းသိမလို့ဘာနဲ့ဒီလောက်နေရှိရဟာ ပြီးသားလူတွေဝင့်နေနာနာဘာဝလောကောင်းမြင်နေဆိုတာဟဲ့ဒါဘာလောကနဲ့ဆက်ဆက်နေတာဒါပေမဲ့အကုန်လုံးကလည်းဒါဟိုကိုထက်ဆိုတဲ့ဟိုကြပြောသလိုပဲဒီလုံးဝဟိုတက်တက်လို့စားတယ်အဲဒီဒီစတင်မှာဆိုတော့ကျွန်တော်ဆောင်းရဲဆောင်းရဲနေလဲအကုန်လုံးဟိုရှောင်ကြတယ်ပြားပြားများများလောက်ကြတယ်ဆိုတော့အဲ့လိုမျိုးကြုံခဲ့ပါဘူး အော်ခုနပြောခဲ့တယ်လို့ပဲတိတ်ကြီးကတော့အချစ်အိမ်တော်ရေးစက်ကားပေါ့နော်ဒါကတော့အဲဒီရဲ့ဝိညာဉ်နေနဲ့ပတ်သက်တဲ့နောက်ဝင်တဲ့စက်ကားဆိုဇလန်းကြော်ရုံးလည်းမဟုတ်ဘူးဇလန်း frame concept လည်းဘာမှမကြည့်ရတဲ့အတွက်ကြောင့်ပြောလို့တော့မရအောင်ပေါ့အချစ်ကား romance ကားအိမ်တော်ရေးကားကြိုက်တဲ့သူတွေကတော့အဲဘယ်လိုလဲတင်ကြီးတွေကြိုက်မှာပေါ့ဒါကတော့ကီလိုရဲ့အစ်စ် ပေါ့နော်ဒီ horror နဲ့ပတ်သက်တာ spiritual နဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေကြိုက်တဲ့သူတွေကတော့ဒီဒီလူကောက်ကြည့်မှာပေါ့နော်အဲအဲ့လိုမျိုးရှိတာ ်အော်ဟုတ်ကဲ့ဟိုဒီကားလေးကဒါပုထက်လာပြီးတော့ပထမဆုံးစကန်လိုက်တဲ့အချိန်မှာဇက်ဖက်တဲ့အချိန်မှာဇက်ကအရင်စိတ်ဝင်စားဖို့ကောင်းတယ်ဒီဒီနှက်ဝင်တဲ့တရားအကြောင်းပေါ့နော်ပြီးတော့ဟိုဟိုကျွန်တော်ကိုရိုင်းကဒီလိုမျိုး horror တွေ thriller တွေအဲ့လိုကားတွေမှာပို့ပြီးတော့ကိုကိုရိုင်းကလည်းချိန်နေတတ်တယ်ကိုကိုရိုင်းဖန်တီးတဲ့အချိန်မှာလည်းအဲ့လိုမျိုးကားတွေမှာပို့ပြီးတော့ဟိုအာအာတန်တယ်ပေါ့နော်ဆိုတဲ့အချိန်မှာဒီရိုင်းရမဲ့မင်းသမီးကလည်း market ဖြစ်နေတယ်။ market ဖြစ်နေတော့ market ကပထမဦးဆုံး ိုဒါကျွန်တော်ရုပ်ရှင်ရုပ်ရှင်မှာပထမဦးအခုမှစုံစုံပြတဲ့ဟာအဲစုံပြတဲ့အချိန်မှာလည်းဒီလိုကိုအရန်အဲခြိုက်တဲ့ဒီ horror လိုမျိုးကားမျိုးနဲ့စုံစည်းရတာဖြစ်တဲ့အတွက်ဟိုလိုက်လည်လည်နဲ့ဟိုငါအကောင်းဆုံးပုံခေါ်မယ်ဒီကားမှာပါဝင်တဲ့ဖိုးတူဆိုတဲ့ character ကိုအကောင်းဆုံး အဲကောင်းမွန်ကြိုးစားမယ်ဆိုလို့ဆိုတော့ပါမယ်ပြည်ပါခုကတော့ခုနပြောခဲ့တယ်လို့ပါပဲအာဒါ writer ကိုနဲ့ထိုင်ရဲ့ experience တွေကလည်းတွေ့ကြုံတွေကလည်းအများကြီးရှိတော့တကယ်အပြင်မှာဖြစ်ခဲ့တဲ့ဟိုပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တဲ့သူတွေရဲ့အတွေ့အကြုံမျိုးနားထောင်ပြီးတော့ဒါကိုယ်တိုင်လည်းဟိုဟိုပေါ့ဒီခေါ်မလဲအပြင်နဲ့နီးစပ်အောင်ပေါ့ပုံဖော်ခဲ့တယ်ပေါ့ကြိုးစားခဲ့တယ်ပုံဖော်ပြီးတော့ကျောက်ဆောင်ခဲ့တယ်ပေါ့နော်ဟုတ် အဲ့လိုမျိုးတော့ကျွန်တော်မကြုံခဲ့ရဘူးပေါ့နော်မကြုံခဲ့ဘူးဒါပေမဲ့ညာဘိုင်းနေအဲရိုက်တာဖြစ်တဲ့အတွက်တော့တော့ဟိုနည်းနည်းဟိုစိုးရင်စိကြောက်စီလေးတော့နည်းနည်းဖြစ်မိတယ်ဘာလို့လဲဆိုတော့အဒီကားကနည်းနည်းဟိုပေါ့နော်ဟိုဒီ market ဆိုလဲဒါညာဘိုင်းမှာအလိုကူးရဲစင်းနေလဲရရတယ်ပြီးတော့ဟိုကျွန်တော်နဲ့စုံခဲ့တဲ့မမျိုးရဲ့အချို့စင်းနေဆိုရင်ตัวลาจาลาจาဆိုပြီးတော့ညာကြီးနှစ်နာရီခွဲသုံးနာရီလောက်มามาအရင်ကြမ်းတော့ အဲ့အချိန်မှာဟိုလာကြဆိုတဲ့အချိန်မှာလည်းဘိုင်းနေလည်းမပါဘဲနဲ့ဒီလိုလာကြတော့လာကြတော့ဘယ်လာမလဲဘူးဘယ်သူမြဲလာမလဲပေါ့နော်ဒီထဲမှာတယောက်ယောက် နည်းနည်းဟိုဥမာဘာသာရေးအားငယ်သူပြောင်းမြန်ပါလာခဲ့ရင်ဝင်ပူးသွားမလားတခုဖြစ်မလားဆိုရဲစိုးရိမ်စိတ်မျိုးတော့ဖြစ်ခဲ့တယ်အဲဒါပေမဲ့အကုန်လုံးကလည်းဒါဟိုကိုထက်ဆိုလည်းဟိုပြောပြောလို့ပဲဒီလုံးဝဟိုတက်တက်လို့စားရဲအဲဒီဒီစတီမာဆိုလည်းကျွန်တော်ဆောင်းရဲဆောင်းရဲနေလဲအကုန်လုံးဟိုရှောင်ကြရဲအပြားပြားများများလှုပ်ကြရဲဆိုတော့အဲ့လိုလည်းမကြုံခဲ့ပါဘူးကျွန်တော်နေနေတော့အဲအဲ့လိုတော့မကြုံဘူးပြကျွန်တော်ဒီ social media ကနေတော့အဲ့လိုမျိုးပူးတာတွေတော့ ဆိုတော့အဲ့လိုမျိုးကုကတ်တာမျိုးတွေဆိုတော့ကျွန်တော်မြင်ဘူးတယ်အမြင်ဘူးတယ်ဟုတ်အဲ့ဒါဟုတ်ကဲ့အဲ့တော့ဟိုအနည်းအောင်နဲ့လည်း character လည်း quality ဖြစ်တယ်လေအာ character ကိုအနည်းနဲ့တိုင်ပြီးတော့ က်ခဲ့တာ။ဘောလုံးတော့မရှိပါဘူး။ဒီကကီလိုနောက်ဝင်တဲ့ရုပ်ရှင်စကားကြီးတစ်ခွဲလုံးပေါ့နော်။အပေါင်းဆောင်ပေါင်းဆောင်ကနေအဲသေုပ်ဆောင်ဒီပိုင်းနေတာကဂျန်နဲ့အပိုင်းနေပေါ့နော်ဒီ production ပိုင်းနေတာကအပေါင်းဆုံးတခြားလေးအားဆိုင်နေရတာလေအခုလည်းအဲ့ဒါကြီးလည်းအပိနေကြတယ်ရေမတကြီးကြတယ်အပိနေကြတယ်မျောလင်းနေကြတယ်ပြည်သက်တွေလည်းကြီးကြီးများဖြစ်ပါတယ်ပြည်သူအနေနဲ့ရတာကတော့ဟုတ်ပါတော့ဆက်ရဲ့ ဲကိုအတားကိုဖြစ်ရတော့သိမှာပါအဲဒီလိုဆက်ကိုတော့ဟောရာနဲ့ဒီ story နဲ့ပတ်သက်တဲ့ ဇက်မျိုးတွေဇက်တဲ့သူတွေအတွက်ကလည်းအဖြစ်ဖြစ်ဖို့ပေါ့နော်။ဒီအတွက်ကလည်းဒါဇက်ကလည်းအဖြစ်ဖြစ်တယ်လို့ဇက်ရုပ်ကလည်းအဖြစ်ဖြစ်ပါတယ်။ဆိုတော့ပြိတ္တတွေကလည်းဇလန်းအဖြစ်ခံတီးမှုအဖြစ်တစ်ခုကိုချပြရတဲ့သဘောပါလေ။အဲချစ်ချစ်တော်ပြီးဆက်တတ်ပါတယ်။ပြီးဆက်တတ်ပါတယ်။ပြီးတော့ဒီပူလီဆိုတဲ့ character ဆိုလည်းဆိုတော့တစ်ခါမှပုံမခေါ်ဘူးတဲ့ character မျိုး အာပြီးတော့ဒီ Pooty ဆိုတဲ့ character နည်းနည်းတော့ကျွန်တော်တို့က challenging ဖြစ်တယ်ဘာလို့ဆိုတော့ဟိုကျွန်တော်အမှန်တမ်းပြောရင်အဲ့လိုဒီဒီရွာရွာသားကောင်းလေးမျိုးဆိုတော့တစ်ခါမှမရဘူးလေတော့မရဘူးလေအချိန်မှာဒီ Pooty ဖြစ်ဖို့ရာဆိုတော့ကျွန်တော်အများကြီးကြိုးစားအားထုတ်ကြရတာပေါ့နော်ဆိုတော့ဒီကားလေးအခုဂျုံတင်နဲ့30ပြည့်လေးရှားနေတယ်ပြိတ်တက်ကဖိကပ်ကိုကယ်မြော်နေမှာ ဖရာတွေကတော့အများကြီးပါပဲဒီစကားတွေ့ဒီစကားကိုကြည့်ရတဲ့သူတိုင်းကတော့အော်ဆိုပြီးတော့ကီတိုရဲ့အမှတ်တရလေးလည်းမြင်ပါပါကီတိုမှလည်းเนาะရှိပါတယ်အမှတ်တရလေးအများကြီးပါပဲအဓိကတော့ပရိသတ်တွေကိုယ့်အကိုအစ်စ်ပြီးတဲ့ရုပ်ရှင်ကားကြီးပါအစ်စ်တစ်ခုနဲ့ ဲ့ကီတိုဖန်တီထားရဲ့ဥပညာတစ်ခုဖန်တီမှုတစ်ခုကိုဖြောပြေးနေနဲ့အာကြည့်ပြီးတော့စိုက်နေတတ်မယ်လို့မျှော်လင့်ပါတယ်ရှင်ဟုတ်ကဲ့ပါဟိုပြောသလိုပါပဲဒီကားလေးကဟိုပေါ့နော်ကျွန်တော်တို့ဟိုပုံပေါ်တဲ့ driver ကိုထက်ကလည်းသူလိုချင်တဲ့စင်တိုင်းစင်တိုင်းကတ်တိုင်းကတ်တိုင်းကိုတကယ့်အသေးစိတ်အမှုစိတ် အဲပုံပေါ်ထူလာထားသလိုဒီကမ်းမှာပါဝင်တဲ့သီးဆောင်တွေကလည်းအပောင်းဝင်ရတဲ့အခန်းကဏ္ဍမှာတကယ်ကိုတာဝန်ကြီးကြပါတယ်ဆိုတော့ဒီကားလေးကကျွန်တော်တို့32ရက်နေမှာရုံးတင်မယ်ရုံးတင်ရင်အဲဆိုတော့ငွေရပြီကြပါအပြေကြပါအပြေကြပါလို့ပြောချင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ကိတို့အားလုံးဒီတစ်ခွက်လုံးကိုအပြေနေကြတဲ့ပရိသတ်တွေလည်းအများကြီးမြင်ရတယ်ပေါ့နော်ဟုတ်ကဲ့ online အနေနဲ့မြင်ရပါတယ်အဲဒီလိုကြောင့်ကျေးဇူးအထူးအထူးအထူးတင်ပါတယ်ရှင်